မင်္ဂလာပါခင်ဗျာအောင်မြင်ကြီးပွားကြောင်းဒီကောင်းတရားစာအုပ်မှ ကြီးပွားကြောင်းငါးချက်ကိုရှင်းမိတ်ရှင်များဘ ഹു တုတရရန်အတွက်လာရောက်ညှပ်ဝေပေးမှာဖြစ်ပါတယ်ပထမစိတ်နေတဘောထားအောင်မြင်သူနဲ့မအောင်မြင်သူကြီးပွားသူနဲ့မကြီးပွားသူဆိုပြီ ကြီးမားစွာခွဲခြားလို့မရသေးခင်မှာတော့အတူတူပင်ဖြစ်၏တချို့လူတွေပြောကြသလိုဒီလူကအရင်ကငါနဲ့အတူတူလုပ်ခဲ့တာအခုမှသာသူကကြီးပွားတော်သာဟုတ်တချို့ကပြောလို့ရှိတာကိုတင်ပတ်ဝန်းကျင်မှာကြားဘူးပါလိမ့်မည်အတူတူလှုပ်ဆောင်ခဲ့ပါလျက်သူကဘာကြောင့်အောင်မြင်သွားသွားပါသလဲအခြားကြောင့်မဟုတ်ပေသူတို့ဤမိမိလှုပ်ဆောင်နေသောအလုတ်ပေါ်ထားသောသဘောထားအမြင်ကြောင့်ဖြစ်၏ မအောင်မြင်တဲ့သူကမိမိလှုပ်ဆောင်တဲ့အလုပ်ကိုတာဝန်ကြီးသဘောတာလှုပ်ဆောင်လေးရှိကြပြီးအောင်မြင်တဲ့သူတွေကတော့မိမိလက်ရှိလှုပ်ဆောင်နေတဲ့အလုပ်ကိုတာဝန်ကြီးယုံတယ်မကပဲအရေးတွေးပါမြင့်မားလာအောင်လှုပ်ဆောင်ပါတယ်တာဝန်ကြီးအောင်လှုပ်ဆောင်တဲ့သူအတွက်အဲ့ဒီအလုပ်မှာ အရေးတွေးနဲ့အရေးချင်းဟာမြင့်တဲ့လာစရာအကြောင်းသာရှိပါသည်အရေးချင်းမရှိတဲ့သူဟာအရေးတွေးမရှိနိုင်ဘူး အရေးအတွေးမရှိတဲ့သူအတွက် အောင်မြင်မှုဟာလည်းမရှိနိုင်ပေတကယ်တော့မိမိလက်ရှိအလုပ်ကိုအရေးချင်းပြည့်ဝစွာလုပ်ကောင်ဆောင်ရွက်နေသူတွေဟာအရေးအတွေးတိုးတက်လာသလိုအောင်မြင်မှုမှာတိုးတက်လာပါတယ်ဒုရယာနေနဲ့အရှုံးကိုလက်ခံပါဘယ်သူမဆိုမိမိလှုပ်ဆောင်လုပ်ကိုင်ဆောင်ရွက်တဲ့မြတ်ကိစ္စရဲ့အတိုင်းကိုအောင်မြင်စွာဖြင့်ဖြတ်တန်းချင်ကြပါတယ်သို့သော် အောင်မြင်မှုဆိုတဲ့အရာဟာလဲအခက်ခဲများအစင်မပြေမှုများအရှုံးများကိုကြော်ဖြတ်ပြီးမှ ရောက်ရှိလာတတ်တော့အရာတစ်ခုပဲဖြစ်ပါတယ်။တချို့ကရှုံရှုံမှုတစ်ခုကြုံလိုက်တာနဲ့ကဘာပြက်တယ်လို့ခံစားကြရတယ်။တချို့ကတစ်ချိန်ရှုံရှုံမှုကြုံတာနဲ့အရာအလုံးကိုမျက်ွယ်ပြုတ်လိုက်တယ်။အဲ့ဒီလိုလူတွေအတွက်ပန်းတိုင်ကဝေးတယ်။တကယ်အောင်မြင်ခြင်းတဲ့သူဟာမိမိရှုံရှုံသွားသောအရာများကို ိတ်မဝင်စားတော့ပဲမရှုံးရှုံးပဲကြံနေတဲ့အရာတွေကိုသာဘယ်လိုရယူရမလဲဆိုတာပဲစိတ်ဝင်စားတယ်။တနည်းအားဖြင့်အမားတဲကသင်္ကန်းစာယူတာအမှန်တရားဖြစ်အောင်လှုပ်ဆောင်လိုက်တာပါပဲ။တကယ်တမ်းအဖြစ်တော့အရှုံးဆိုတာနာကြီးကြေကွဲရမယ်အရာမဟုတ်။နောက်တစ်ခါမမားအောင်နောက်တစ်ခါတတိထားတတ်အောင်နောက်တစ်ခါအကောင်းဆုံးဖြစ်အောင်နောက်တစ်ခါကြိုးစားဖြစ်အောင် မိမိကိုစံတက်စစ်ဆေးလိုက်တဲ့အရာပဲဖြစ်ပါတယ်တတရချက်အနေနဲ့ဥတီချက်တစ်ခုထဲထားပါများတော်အဖြစ်မအောင်မြင်တဲ့သူဆိုတာဟိုဟာလှုပ်ခြင်းဒီဟာလှုပ်ခြင်းဟိုဆက်ဆက်ဒီဆက်ဆက်ဓမ္မတွေပဲဖြစ်ပါတယ်တချို့ကဥတီချက်တစ်ခုတတ်မှတ်ပြီးတော့လှုပ်ဆောင်ပါတယ်ဒါပေမဲ့မိမိလှုပ်ဆောင်တဲ့ဥတီချက်လမ်းကြောင်းမှာ အစင်မပြေမှုတစ်ခုကြုံတွေ့ပါက နောက်ထပ်ဥတီချက်တစ်ခုကိုအလင်းအမြန်ပြောင်းပြောင်းလဲပါတယ်လက်ရှိလုတ်ကောင်ဆောင်ရက်နေမှုကနေအခြားသောအရာတစ်ခုကို ပြောင်းလဲလိုက်တာနဲ့အရာဟာလုံးကတစ်ကနေပြန်ပြီးတော့ဆရပါတယ်ဘဝလည်းမပြည့်ပြတ်ဒီဟာလည်းမပြည့်ပြတ်တော့မိမိမှာရှိတဲ့စွာအားတွေဟာထွေပြားက အရက်ရှိမျက်နာကို ပြတ်ကျဲကတစ်ခုပြီးတော့ဥတီချက်မှာ အာယုံစူးစိုက်လို့မရတော့ပါဘူးအောင်မြင်မှုဆိုတာဥတီချက်တစ်ခုတည်းကိုဒါဆွဲမြဲစွာစူးစိုက်စွာဖြင့်အကောင်းဆုံးလှုပ်ဆောင်နိုင်မှရရှိနိုင်သောအရာတစ်ခုဖြစ်ပါတယ်အောင်မြင်တဲ့လူတွေဟာလည်းဥတီချက်တစ်ခုတည်းကိုတိတိကျကျချမှတ်လေရှိပြီးအဲ့ဒီဥတီချက်ပန်းနိုင်ကိုလည်းအာယုံစိုက်မှုပြည့်ဝစွာဖြင့်လောက်ကိုင်းဆောင်ရွက်လေရှိကြပါတယ်ဥတီချက်တွေထွေပြားလေ အောင်မြင်မှုတွေဟာလည်းဝေးกว่าတွေပါပဲပြီးတော့အောင်မြင်မှုနဲ့အနည်းဆုံးမှရှိနေဖို့ဥတီချက်တစ်ခုပဲထားပါသရုပ်သာချက်အနေနဲ့အမှန်အတိုင်းမြင်ပါအမှန်တရားကိုသကလုံးပြောင်းကြည့်ပါကယောတာမှုဟူသောအတိတ်ဘယ်ကိုတက်ရောက်ပါတယ်ယောတာမှုမရှိဘဲအမှန်တရားကိုတိဆောက်လို့မရအမှန်တရားမရှိဘဲအောင်မြင်မှုကိုရှာဖွေရမရတခါတလေရရင် မိမိတို့လှုပ်ဆောင်မှုတွေထဲမှာအစင်မပြေသားတွေအခက်ခဲတွေတွေ့ကြုံလာပါကသူတပားကို အပြစ်မြင်လိရှိပါတယ်အရှိကိုအရှိတိုင်းအမှန်ကိုအမှန်တိုင်းမမြင်တတ်ကြပါဘူးအဲ့ဒီလိုမမြင်တတ်လို့လဲတချို့တော့အောင်မြင်မှုတွေဟာမိမိတို့ထံကိုမရောက်လာကြတာပဲဖြစ်ပါတယ်လူ၌အရှိကိုအရှိတိုင်းအမှန်ကိုအမှန်တိုင်းမြင်တွေ့နိုင်ဖို့အတွက်လိုအပ်ချက်တစ်ခုရှိ၏ အဲ့ဒါကတော့အလုတ်တိုင်းဟာမိမိထင်တယ်လို့မလွယ်ကူသလိုမိမိဖြစ်ချင်တိုင်းလဲဖြစ်နိုင်မည်မဟုတ်သလိုမိမိကိုယ်တိုင်ဒီပင်ဇွဲလုံးလလှုပ်ဆောင်မှုတွေမှာလိုအပ်ချက်တွေရှိနေသလားရှိနေသလားဆိုတာကိုမြင်နိုင်ရပါမယ်။အဲ့ဒီလိုမြင်တွေ့နိုင်မှမှမိမိလိုအပ်ချက်ကိုတည်ပြီးပြည့်ပြည့်နိုင်မှ ဖြစ်ပါတယ်။မိမိလိုအပ်ချက်ကို မမြင်တဲ့သူဟာ အောင်မြင်သူတယောက်မဖြစ်နိုင်ပါဘူးမမြင်တော့မသိမသိတော့မပြင်မပြင်တော့မရှိ မရှိတော့မရဘောဒါကြောင့်အောင်မြင်ခြင်းတဲ့သူဟာအမှန်ကိုအမှန်တိုင်းမြင်အောင်ကြိုးစားပါပြင်စမအချက်နေနဲ့ပြန်ထပါလမ်းလျှောက်တက်ခါစကလေးတယောက်ဟာလဲကြလိရှိတယ်လို့မိမိဥတီချက်ကိုရှောင်းနှန်းတဲ့အခါမှာလဲရိမ့်ရိုင်လိရှိပါတယ်တနေရာတဲ့ကိုတခြင်းလျှောက်ယုံနဲ့ ရောက်တဲ့သူဆိုတာမရှိတဲ့လောက်ရှားပါတယ်ဒီလိုပါပဲအောင်မြင်ကြီးကြီးပွားနိုင်ဖို့ဆိုပါကလည်းကြဆုံရင်းတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်တကယ်တော့အရှုံးဆိုတာချိုးမြိန်တဲ့အရာအရာတစ်ခုမဟုတ်တဲ့အတွက်နှစ်သက်เสียရတော့မကောင်းဘူးသို့တော့လဲကြတဲ့အခါတွေမအောင်မြင်တဲ့အခါတွေမှာဒီအတိုင်းလဲနေမယ်ဆိုပါကဘလို့မှမအောင်မြင်နိုင်ဘူးလူတံမိုးဆိုတာ လဲကျမှုနဲ့တိုင်းတာရတာလည်းမဟုတ်လဲကျသည့်အချိန်တွေမှာဘလောက်ထိပြန်ပြီးထနိုင်တယ်လဲဆိုတဲ့အချက်ပေါ်မှာပဲမူတည်ပါတယ်တကယ်တမ်းအဖြစ်တော့လမ်းလျှောက်ဘူးတဲ့ဒီတိုင်းခလုတ်တော့တိုက်ဘူးမှာပေါ့တခုပဲရှိတယ်ခလုတ်တိုက်ပြီးလဲကျသွားတဲ့အချိန်တိုင်းပြန်ထဖို့ကြိုးစားပါဒီအချက်၅ချက်ဟာလဲအောင်မြင်ရင်သူတွေအတွက်အကောင်းဆုံး 你俩离离别巴黎，记住吧。嗯